ီချိန်အထိ channel လေးကိုကြည့်ရှုအပ်ပြီးတဲ့သူအရောက်ချင်းစီတိုင်းပေါ်မှာကျေးဇူးများတင်ပါရယ်ထပ်ပြီးတော့ like share subscribe လေးကိုလည်းနှိပ်ပေးကြပါရန်တောင်းဆိုပါရစေနော်ဒီနေ့ဗီဒီယိုလေးကတော့မိန်းကလေးတွေစာလောင်နေတဲ့အခါပြတ်တက်လာတဲ့အပြုအမူများဆိုတဲ့ကောင်းစဉ်နဲ့တင်ဆက်ပေးတော့မှာဖြစ်ပါရယ်မင်းကလေးတွေစိတ်ပါနေပြီဆိုရင်တိတ်တဆေးနိုင်တဲ့အပြုအမူလေးတွေကိုပြောပြ ေးလိုက်ပါမယ်နော်။မိန်းကလေးတွေကိုနားလည်ရခက်တယ်လို့ပြောကြပြီးမယ်။သူတို့အနေနဲ့ကိုကိုတို့အပေါ်မှာစိတ်ပန်နေပြီးအချိန်ခံခြင်းနေပြီဆိုရင်တော့သူတို့ရဲ့အပြုတ်အမူလေးတွေကနေပေါ်ပြတ်တတ်ပါတယ်နော်။မိန်းကလေးတွေအချိန်ခံခြင်းနေပြီဆိုရင်လှုပ်ပြတ်တတ်တဲ့အမူအရာလေးတွေကတော့နံပါတ်၁ချက်မှာရှစ်ကိုရှစ်ကန်းဖြစ်နေခြင်း။မိန်းကလေးအများစုဟာသူတို့ကြိုက်နေတဲ့ယောက်ျားလေးနားကိုရောက်ပြီဆိုရင် ရှင်းကိုရှင်းကန်းဖြစ်နေတတ်ကြပါတယ်ဒါပေမဲ့သဘောကျနေမှာမဟုတ်ပါဘူးเนาะသူတို့စိတ်ထနေပြီးတော့ပေးချင်တွေးချင်နေပြီဆိုရင်လည်းရှင်းကိုရှင်းကန်းဖြစ်နေတဲ့အထိအမွေရာလေးတွေကိုဖြစ်ပေါ်နေတတ်ပါတယ်နံပါတ်၄ချက်အနေနဲ့ကျုပ်တရက်လာထိနေခြင်းထိအချက်ကတော့တည်တာပါတယ်အတိတ်ခံခြင်းနေတဲ့မိန်းကလေးတွေအများဆုံးလှုပ်တတ်ကြတဲ့အပြုတ်အမူလေးပါเนาะတကယ်လို့မိန်းကလေးတယောက်ဟာဟိုဟိုတို့ကိုသူမရဲ့ ဖိုးစစ်လေးတွေကို အမတ်တမဲလာထိတာမျိုးမတိချင်းရောင်ဆောင်ပြီးတော့ပခုံးလို့လစ်မောင်းလို့ကိုလောက်တာမျိုးဆိုရင်တော့အခွင့်အရေးကိုအကျိုးရှိရှိအသုံးချလိုက်ဖို့လိုပါတယ်နော်ပြီးတော့နံပါတ်3ချက်အနေနဲ့ငင်းငိပပတ်စကားပြောခြင်းတကယ်လို့မိန်းကလေးတယောက်စိတ်ထပြီးမှအချိန်ခံချင်နေပြီဆိုရင်လေဒီမရဲ့အပြောအဆိုတွေကတိတာပါတယ်ငင်းငိပပတ်တွေပြောဖို့လမ်းကြောင်းရှာမယ် မတိနာမလဲလို့မေးမယ်ပြီးတော့ချွေးနှွေးတဲ့အတန်မျိုးနဲ့စကားလာပြောနေပြီဆိုရင်လည်းဟိုကိုတော့အနေနဲ့အလိုက်တိပြောပြီးရုံပါပဲเนาะနံပါတ်၄ချက်အနေနဲ့ဟိုပြက်ဒီပြက်လို့အချင်းအချိန်ခံရှင်တဲ့မိန်းကလေးတွေတော်တော်များများလို့ပြက်တတ်တဲ့အမောရာလေးတခုပါပဲเนาะပုံမှန်အပြင်တွားပါညာအပေါ်ချွတ်မဟုတ်ဘူးเนาะအဲ့ဒါကကိုကိုတို့ရဲ့ရှိမှသူမရဲ့အလားအပတွေကိုထဲခနစ်ပေါ်သွားတော့အမတ်တမက်ဂုံးပြတာဂုံးပြလိုက်တာမျိုး ီးတော့ချိုချိုလေးနှလုံးကိုမြင်တာအောင်လို့ပြတာမျိုးတွေပါတကယ်လို့နှစ်ယောက်ထဲရှိပြီးမှအချိန်နေပေးတယ်ဆိုရင်တော့ကိုကိုတို့အနေနဲ့လက်လွတ်မပေးသင့်ပါဘူးနော်ငါငါချက်အနေနဲ့ကြာချီချင်းကြာချီဆိုတာကိုကြာယုံနဲ့သဘောပေါက်ပြီးထင်ပါတယ်မြေလုံးဆွေးပြေးတွေနဲ့တို့မတို့တအားလို့ချင်နေပြီဖြစ်ကြောင်းပြောနေတာမျိုးပါအဝတ်အစားတွေကိုဆုပ်ဖြဲပြီးတော့ကိုကိုတို့ကိုဆက်ရှိလက်ရှိကြမ်းတမ်းလိုက်ချင်တဲ့ အခြေမျိုးပါပဲနံပါတ်6ရဲ့အနေနဲ့ကိုကိုတို့ရဲ့ငွေလေးနေရာကိုခဏခဏအခြေချင်းပေါ့နော်မင်းကလေးတယောက်အတိတ်ခံချင်းနေပြီဆိုရင်သူ့အစားရှင်တဲ့အစားအစားအစာကိုကြည့်မှလုံးဝအသေးချပါနဲ့နော်ပေါ်တင်ကြည့်မဟုတ်ပြီမဲ့သူမရဲ့မျက်လုံးကိုသတိထားကြည့်မယ်ဆိုရင်တည်တာပါတယ်ပြီးတော့စကားပြောနေရင်မတိတလို့တိတလို့နဲ့မကြခဏဆိုတလို့ ခိုးကြည့်နေပါလိမ့်မယ်။ရဲတင်ပြီးအတွေ့အကြုံရှိတဲ့မမကြီးတွေဆိုရင်ငငယ်ပပတ်တွေပြောနေရင်လည်းအဆသလိုနောက်သလိုလာကြတာမျိုးတော်လို့တတ်ပါတယ်နော်။ဘူလိုအနေနဲ့ဒီလိုမျိုးအမှုအရာပြတ်လာတဲ့မင်းကလေးနဲ့ရှိနေခဲ့မယ်ဆိုရင်တော့အလိုက်တိနားလေသဘောပေါက်ပြီးတော့ဂိုင်ဆရာလို့ဆရာလေးတွေစလို့ဖို့အကြံပေးချင်ပါတယ်အဲ့လိုမဟုတ်ဘူးဆိုရင်ကိုယ့်ရဲ့ကောင်းမလေးချစ်သူကိုသူများနောက်ပါတော့ပါလိမ့်မယ်နော်